မင်္ဂလာပါရှင်ယနေ့ကြာရောက်တဲ့အာဟာရဒါနအလူကတော့ဒေါက်တာဟန်နီစိုးမမွေးနေ့အလူဖြစ်လူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်အာဟာရစရိတ်အတွက်ကုန်ကြငွေ3သိန်းချက်ကိုလူဒန်းပေးသွားပါတယ်ရှင်တာဓုတာဓုတာဓုပါရှင်ယခုလိုမျိုး အပေခံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသောစေတနာထားပြီးလူဒန်းပေးတဲ့အတွက် စေတနာရှင်မွေးနေ့ရှင်ဒေါက်တာဟန်ဒီဆိုလည်းမွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်းကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်အန္တရာယ်ကင်းပါရှင်ပါစေစီးပွားလက်လာဘများလည်းပွင့်လန်းဝေစားကြပါစေရှင်အလုတ်ကင်ကြံစီများလည်းအောင်မြင်ကြပါစေမရှိသကားမကြရပါစေနဲ့အလူရေဆက်လန်နေမကွာအမြဲမပြတ်လှူနိုင်တန်းနိုင်သောပုံကူထူးများလည်းဖြစ်ကြပါစေရှင် ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလည်းဆောင်လျှောက်ကြပါစေရှင်။ရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမဆဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှမ်းပြီးကောင်းမှုကုသိုလ်များကိုလည်းဆင်ကဲပြုလုပ်နိုင်ကြပါစေ။ကောင်းခြင်းမင်္ဂလာအပြားပြားနဲ့ပြည့်စုံကြပါစေ။ ကက်ကြီး၃ပါးပင်ရန်သူမျိုး၅ပါးဘေးရန်များမှလည်းကင်းလွတ်ကြပါစေအတိုက်အခိုက်အနှောက်အယှက်အမျိုးမျိုးမှလည်းကင်းဝေးကြပါစေနတ်လူသူတော်ကောင်းအပေါင်းတို့ကလည်းချစ်ခင်ဆောင်ရှောက်ကြပါစေရေလိုအေးရွေပန်းလိုလန်းစံသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်လှူဒါန်းမှုအတွက်ကျေးဇူးတင်ပါ